မြမတပိုင်းမှာလက်ရဘလူးဆိုတာတကယ်ရှိသလားဒီမျိုးကိုကျွန်တော်ရဲ့ comment box မှာဗလာမေးနေကြလို့ဒီ video လေးကိုလှုပ်ရကြပြီပဲကြောက်ရင်တော့မြမတပိုင်းမှာလက်ရဘလူးဆိုတာတကယ်ရှိခဲ့ပါတယ်သူကတော့အလောင်းမင်းတရားကြီးရဲ့ညည်တဲ့68ရောက်ထဲမှာတယောက်အပါဝင်ဖြစ်ပါတယ်သူ့အကြောင်းအသေးစိတ်ကိုတော့ကြော်ညာလေးပြီးကြည့်လိုက်ကြအောင်ပါခင်ဗျာ ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ရဲ့ comment box မှာ like မှာမိကြတဲ့လက်ရဘလူးဆိုတာတကယ်ရှိသလားဆိုတဲ့မေးခွန်းလေးကိုဖြေကြားဖို့အတွက်ဒီ video လေးကိုလိုအပ်ချက်ဖြစ်ပါတယ်ဟုတ်ကဲ့အတူဆုံးနဲ့အရှင်းဆုံးဖြေရရင်ကတော့မြမတိုင်းမှာလက်ရဘလူးဆိုတာတကယ်ရှိပါတယ်သူဟာဘလူးလဲဆိုရင်လောင်မင်းတရားကြီးဥောင်စီရရဲ့ နိုင်ငံကိုတည်ဆောင်တဲ့အခါမှာမြေတဲ68ယောက်ကိုဖွဲ့ပါတယ်အဲ့ဒီမြေတဲ68ယောက်ထဲမှာလက်ရဘလူးကတယောက်ပါဝင်ဖြစ်ပါတယ်အသေးစိတ်လေးကိုကျွန်တော်ထပ်ယူပါမယ်လောင်မကြီးရာတက္ကိ1114ခုကစုံလားပြကျော်တရက်နေ့1952ခုဧပြီလ19ရက်နေ့မှာမြေတဲ68ယောက်ကိုဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီဖွဲ့စည်းတဲ့အခါမှာတော့ လက်ဦးဆုံးခုနှစ်ယောက်ကိုပဲဘွဲ့ပေးခဲ့ပါတယ်ကျွန်내လူတွေဘွဲ့ရရှိခြင်းမရှိပါဘူးအဲ့တော့ပြည်တဲ့68ယောက်ဖွဲ့ပြီးတိုက်ပွဲတွေတိုက်တဲ့အခါမှာတိုက်ပွဲကြီး၁ကြိမ်အနိုင်ရပြီးတဲ့နောက်မှာတော့ကျန်တဲ့မြင့်တဲ့လူတွေနဲ့ရွာခေါင်းဆောင်တွေကိုဘွဲ့အမိတွေပေးသနာခဲ့ပါတယ်အဲ့ဒီမှာ မိတဲ့66ရောက်တဲ့မှာပါတယ်ငမျိုးသူဆိုသူလက်ရဘလူးဆိုပြီးဘွဲ့မိပြီးခဲ့ပါတယ်ဟုတ်ပါတယ်လက်ရဘလူးဆိုတာသူ့ရဲ့နေနံမီကတော့ငမျိုးသူဆိုသူပဲဖြစ်ပါတယ်သူဟာလောင်မီဒီယာဥပအောင်ဇာရဲ့မိတဲ့66ရောက်တဲ့မှာပါပြီးလက်ရဘလူးဘွဲ့မရခင်မှာတက်တွေကိုဥစီပြီးလောင်မီဒီယာနဲ့တူတိုက်ခဲ့ခိုက်ခဲ့တဲ့စစ်တေးကောင်တယောက်ပဲဖြစ်ပါတယ် သူဟာငကြူသူနေနဲ့တက်တယ်ကိုဥဆောင်ပြီးတက်ခဲ့ရပေမဲ့လို့လက်ရဘလို့နေနဲ့တက်ခဲ့တဲ့တိုက်ပွဲမမရနေနေသွားပါတယ်ဒါမဲ့လို့သူရသူဟာငရွယ်လူပဲလားဒါမှမဟုတ်လို့ရှိရင်တခြားအကြောင်းအရာကြောင့်မို့လားတော့မပြောရပါဘူးဒီလိုနဲ့တကိ1116ခုနှစ်ရောက်တဲ့ခါမှာတော့မွေတက်ကြီးဟာကြောင်မြောင်းတိုင်အောင်အချီတက်လာပါတယ်ကြောင်မြောင်းဆိုတာကတော့အလောင်းမရောက်အောင်ဇာတ်ချောင်းခဲ့တဲ့ရနသင်္ခရွှေဘူးနန်းတော်နဲ့18မိုင်ပဲဝေးတဲ့ ရာဝတီမြကန်းပေါ်ကမြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။အဲ့ဒီမွေတကြီးကိုလောင်မင်းစရာကြီးဥအောင်စရာကိုယ်တိုင်ဦးစီးကုတ်ခဲ့ပြီးတော့တိုက်တဲ့တိုက်ပွဲမှာလက်ရဘလူဟာရဲမဲ့၃ချိတ်တင်ဆောင်ထားတဲ့လီရောကိုဦးစီးပြီးတော့တိုက်တဲ့အထက်မှာပါဝင်တက်ခတ်ခဲ့ရပါတယ်။ဒီတိုက်ပွဲမှာတော့မြမကြီးတက်ကမွန်ကြီးတက်ကိုအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ဲ့နောက်တော့လက်ရဘလူအကြောင်းအရာကနည်းနည်းလေးတောက်သွားပြီးတော့တကိ1116ခုတပူရဲလာစံတရနေ့မှာအလောင်းမင်းတရားကြီးဟာကြောင်ကြောင်စိတ်ကနေပြီးအောက်ပြီးအောက်ရောက်ခြီပါတယ်အဲ့ဒီလိုချက်တော်ခင်းကြီးမှာခြေထဲမှာရှေ့ဝန်းတော်မှုနဲ့ဝင်တက်ဆိုပြီးတော့ပါပါတယ်အဲ့ဒီရှေ့ဝန်းတော်မှုဆိုတာကတော့လက်ရဘလူပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့လက်ရဘလူဆိုတဲ့ဘွဲမဟုတ်တော့ပဲနဲ့မြင့်ထင်နော်ထာဆိုတဲ့ဘွဲအဖြစ်ချိမြင့်မြောက်စားခြင်း ခန်းနေရပြီလို့ထင်ပါတယ်ဒါပေမဲ့တိတ်တော်လည်းမသိကြသေးပါဘူးခင်ဗျာဒီလိုမင်းရှင်တော်ဒါရှီဝင်းတို့ဖြစ်တဲ့အတွက်ကြောင့်မို့တိုက်ပွဲတွေမှာဥဆောင်ပြီးတော့တိတ်မတက်ရဘူးထင်ပါတယ်ဒီတိုက်ပွဲစဉ်အကြောင်းတွေမှာသူ့အကြောင်းတိတ်မှမတွေ့ရပါဘူးဒီလိုနဲ့လော်ပီးယားကြီးဟာအော့ဘီမွန်နုထာနေမှာတိုက်ပွဲတွေအတွက်အပြင်းထန်တိုက်ခိုက်နေရစဉ်တင်းကျင်တိုက်ပွဲမှာမင်းလာစီသူပြေဆုံးပြီးတဲ့နောက်မှာတော့မင်းထင်နော်ရထားဆိုတဲ့လက်ရဘလူးရဲ့အကြောင်းကိုခက်စိစိပြန်တွေ့လာရပါတယ် အဲ့အကြောင်းလေးကိုကျွန်တော်ဆက်ပြောပါဦးမယ်။ရန်ကုန်ဒလပက်ချမ်းမှာမွန်တပေါင်းလောက်ရှိတယ်လို့သတင်းရတဲ့အတွက်ကြောင့်မို့လောင်မီဒီယာကြီးကမြင့်ကျော်စီသူမြင့်တင်တော်သားတို့ကိုလူသူလက်တဲ့အင်အား၃၀၀လောက်နဲ့တော်ရောက်တက်ခိုက်စီတဲ့အခါမှာအောင်မြင်မှုရရှိခဲ့ပြီးတော့လူသူကျွမ်းသားလက်နက်တွေကိုတင်စီရရှိခဲ့ပါတယ်။အဲ့နောက်လောင်မီဒီယာကြီးဟာမိုးကြတဲ့အတွက်ကြောင့်မို့အထက်အညာနေပြည်တော်ကိုပြန်တဲ့အခါမှာမြင့်တင်တော်သားဟာတခြားတက်မှုဘူးဘူးတွေနဲ့အတူတူရန်ကုန်မှာမြို့တော်အနေနဲ့ နေခဲ့ရပါတယ်။တကယ့်1139ခုနှစ်တကူလာပြည့်ကျော်17ရက်မှာမိထိန်တော်ထာဟာတခြားဘုံမှုလေးဦးနဲ့အတူလူ1000ကျော်နဲ့ဟန်တာဝရီမြို့ကမှာပန်းတုံးဆိုင်ပြီးစာဆွဲမှုအတွက်ခြေတက်သွားပါလေ။ပန်းတုံးတိုင်ဆိုတာကတော့ရှင်းမင်းတို့လက်ထက်မှာအောင်နမိတ်ယူပြီးတော့လေချေနေမီပိုင်းခြားတက်မှတ်တဲ့တက်မှတ်ပြီးတော့စိုက်ထူတဲ့တိုင်လို့ဆိုပါတယ်။အဲ့ဒီလောက်ကိုလေသူတို့ဟာအောင်မြောင်ဆွဆောင်နိုင်ခဲ့ပါတယ်။ ိတ်နောက်မှာတော့ဒေါ်ဘုံမှာမုံလို့ရှိရလို့ဆိုတဲ့အတွက်ကြောင့်မို့လူတစ်ဆောင်ကျော်ပါတဲ့တက်ကိုဦးစီးရာလိုက်ပါပိုက်ခိုက်ပြီးတော့အောင်မြင်ခဲ့ပါတယ်။အဲ့လိုအဝဲရပြီးတဲ့နောက်မှာတော့လောင်မင်းတရားကြီးဟာတင်ရှင်ကိုတိုက်မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့မင်းထင်တော်ထားဟာတနင်္ဂါးကလူ၂000ကျော်နဲ့မင်းလာမင်းကောင်တက်တဲ့လူပေါ်ချောင်းဝါမှာမြို့ရိခာမထောက်ရအောင်ပိတ်ဆို့ထားပါတယ်။ဒီနေ့တိုင်းပဲဟန်တာဝဲနေမှာရိခာထောက်တဲ့လေတွေရောက်လာတဲ့အခါမှာတော့မင်းထင်တော်ထားနဲ့ မင်းလာမင်းကောင်တို့ကတိုက်လေကြီးတရားနဲ့စီးကျူတက်ခဲ့တဲ့အတွက်မွန်တက်ပြစ်ပြီးအောင်းမွေးရခဲ့ပါတယ်။ဒါကြောင့်မို့လို့တန်တန်တန်လင်ကိုရိခါမရောက်တော့ပါဘူး။ဒါပေမဲ့လို့တညင်ကိုတိုက်ဖို့အတွက်ခက်ခဲဖြစ်နေတဲ့အကြောင်းမို့လို့လောင်မီဒီယာကြီးဟာတရေကောင်း63ရောက်ယူပြီးတော့တညင်ကိုအပြင်းထန်တိုက်ခိုက်တဲ့အတွက်ကြောင့်မို့နောက်ဆုံးမှာတညင်ဟာမခံနိုင်တော့ဘဲနဲ့လောင်မီဒီယာကြီးရဲ့ခြေဝါတော်ကိုကြောက်ခဲ့ရပါတယ်။အဲ့လိုတညင်ကိုရရဲဆိုရင်ပဲလောင်မီဒီယာကြီးဟာ ရန်ကုန်ကိုပြန်ပါတယ်အဲ့လိုရန်ကုန်ပြန်ဇင်မြင့်ထိန်နွယ်ထားကိုညီငါရအမြောက်နေရကျော်စိတ်သွုံးအောင်ကျော်နဲ့အတူဘုံမှုခန့်ကတညင်ကိုအဆောင်နေထားခဲ့ပါတယ်အဲ့ဒီနောက်တော့ပိုက်ကျိုးဝါနဲ့ကမာပီမာမုံတို့တက်ခိုင်တီကြောင်းကြားရတဲ့ကြောင့်မို့လောင်မင်းတရားကြီးဟာတက်ရှိတက်မှာမြင့်တထောင်တနက်တထောင်စစ်တီတီရဲ့1900တို့ကိုမြင့်ထိန်နွယ်ထားဖို့ဘုံမှုခန့်ပြီးတော့ကြီးကျောင်းချီစီပါတယ်အဲ့ဒီတိုင်ဝမ်းမှာလည်း အောင်နိုင်အောင်မြင်မှုရရှိခဲ့ပြီးတော့လောင်မီဒီယာကြီးရဲ့ချီးကျင်းကိုခံခဲ့ရပါတယ်။အဲ့တော့လောင်မီဒီယာကြီးဟာဟန်တာဝရီကိုချီးတက်ပါတော့တယ်။ဟန်တာဝရီကိုလောင်မီဒီယာချီးတက်လာပြီဆိုရင်ပဲမွန်းတို့ဟာအပြင်းထန်လမ်းကနေမှစီချိုကြီးမှတက်ခဲ့ကြပါတယ်။ဒါကိုလောင်မီဒီယာကြီးကလည်းတက်ငါတက်လူတစ်တောင်းကျော်နဲ့မြင့်တင်တော်ထားကိုအချုပ်ခတ်မှာတက်ခိုက်စီပါတယ်။မွန်းတို့လည်းမခံပြင်းနိုင်တက်ပြက်ကလက်လွတ်ထွက်ပြေးရပါတယ်။အဲ့နောက်စန်တာဝရီကိုဆက်လက်ချီးတက်ပြီးတက်ပြက်တိုင်ရက်တွင် တာဝန်လားရှိတဲ့တကြီးကိုတီးနေပါဗျ။မွန်တော့ကလည်းတက်ပြတိုင်းမြေရှိတဲ့နောက်ဘက်ကမ်းမှာတကြီးရှိတဲ့တီးပြီးတော့တက်ချနေပါဗျ။ဒါဟုတ်အချိန်ချင်းတိုက်တဲ့ဟာမရလို့တကြောင်မို့လောင်းလင်းပြားကြီးကအထူးရှစ်တိကုသရှိတဲ့တစ်သားတွေကိုရင်ငါလုတ်စီရင်ငါလုတ်ထားတဲ့လဲထားတွေကိုစီစဉ်စီပါဗျ။အဲ့ဒီလဲထားတွေစီစဉ်ပြီးတဲ့အခါမှာတော့မင်းတင်တော်ချာတက်အပါဝင်တကုတ်တက်ဖြစ် မွန်းတို့ကိုတိုက်ပါတယ်အဲလိုတိုက်တဲ့အကြောင်းကိုမွန်းတို့ရဲ့စိတ်ပတိုင်တက်တီပြက်ပြီးတော့ညောင်မင်းကြီးတက်မှာအပိုင်းမှာပေါင်းရပါတယ်ညောင်မင်းကြီးတက်ဟာတက်တီခံခံလို့လဲတဲ့အကြောင်းကိုဘယ်လိုတိုက်တိုက်မပေါင်းမရောက်ဖယ်ဖြစ်နေပါတယ်အဲလိုတိုက်လို့များဖြစ်တဲ့အကြောင်းကိုလောင်ဝင်းပြားကြီးဟာတူရဲကောင်း191ယောက်ရွေးချယ်မှာတိုက်မှာညောင်မင်းကြီးတက်ပြက်ပြီးတော့ညောင်မင်းကြီးတက်ကိုရှာပါတယ်အဲ့တော့လောင်ဝင်းပြားကြီးဟာမွန်းတို့ရဲ့ဟန်သာဝတီကိုဆက်လက်ကြည့်တဲ့တိုက်ခဲ့ပါတယ် ဒါပေမဲ့မင်းတို့ကဘကိုးမြို့ပြည်မှာထုတ်ပြီးမှခံပါတယ်။အဲ့ဒါကိုလောင်မင်းဖျားကြီးကမင်းလားတီတီနဲ့မင်းထင်တော်ထားကိုတက်တက်စီပြီးကတိုက်စီပါတယ်။ကျူးစားပြီးမှတိုက်တဲ့ကြောင့်မို့မင်းတို့တက်ပြပါတယ်။အဲ့နောက်မင်းလားတီတီတက်ကိုအကုန်းရမှာတက်ဆွဲစီပါတယ်။မင်းထင်တော်ထားတက်ကိုတော့အကုန်းရရဲ့အရှိတ်ဘက်မှာတက်တီဆွဲရစီပါတယ်။ဒါကိုမင်းတို့ကစစ်တီ9000ကျော်6000ကျော်လောက်နဲ့ဘကိုးမြို့ကနေပြီးတော့အကြိမ်ကြိမ်ထွက်တိုက်ပါတယ်။မိတိနော်တာ တက်ခံကောင်းလာတော့ကြောင်းမတူးမဝေးနိုင်ပဲမုံလို့စုတ်ရပါလေအဲ့နောက်တော့မြားတည့်အတိုင်းပဲဘကုမျိုးကိုဟန်တာဝရီဘကုကိုအလောင်းမင်းတရားကြီးရရရှိသွားပါလေဒါမှလို့အဲ့ဒီခုနောက်ကကျွန်တော်ပြောခဲ့တဲ့လောက်အထိပဲလက်ရဘလူခေါ်မင်းထင်တော်သားရဲ့အကြောင်းကပါပါတယ်အဲမင်းထင်တော်သားဟာခုနပြောတဲ့တိုက်ပွဲမှာပဲကြာဆုံးသွားလားဒါမှမဟုတ်လို့ရှိရင်ဘလူចောင်းမျိုးကြောင့် ဆက်ပြီးတော့မပါခဲ့လဲဆိုတာတော့တမိုင်းဆောက်တွေထဲမှာတော့ရေးမထားတော့ပါဘူးဒါဟာကျွန်တော်စီကိုလက်လက်မိနေကြတဲ့လက်ရဘလူးရဲ့အကြောင်းအသေးစိတ်လေးပဲဖြစ်ပါတယ်လက်ရဘလူးဟာငင်းမီငညူသူဖြစ်ပြီးတော့မြင့်တဲ့6ရက်7ရက်ပွဲစေပွဲရပြီးတဲ့ခါမှာလက်ရဘလူးရဲ့လူဖွဲ့ပြီးရပါတယ်အဲ့ဒီနောက်တော့ရှေဝန်းတော်မူဖြစ်ပြီးတော့မင်းထင်တော်သားအနေနဲ့လောင်မီဒီယာရဲ့တူတက်ပွဲတွေကိုဝင်ရောက်တိုက်ခိုက်ရင်ဘကူဟန်တာဝရီမရခင် အချိန်မှာသူ့ရဲ့အကြောင်းအရာကပြီးဆုံးသွားပါလေကျွန်တော်တည်တဲ့လက်ရဘလူခေါ်မင်းထင်တော်ထားရဲ့အကြောင်းကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်